။လေကြီးနဲ့လာပေါ်ပြီးပါ။နည်းနည်းအစင်တိုင်းရှိကြီးလေပြန်။နောက်နဲ့နောက်။ဒီလိုရအားလေလုံနေငါတို့ပြောသမားကိုယုံမဲလို့ထင်လို့အဲ့လိုအောက်တန်းကြကြနိုင်ငံရေးလွတ်ထပါလား။ဒီစစ်ဘုံကြုံတွေကလုံးဝအုံနောက်မရှိဘူး။တရုတ်ကိုပြေးပြီးတော့အခုလာရှော့ကိုသူတို့အဆက်မရှိပြန်ဝင်တာဟာသူတို့ကြာဆုံးခံမယ်။အမေရိကန်ကိုဝင်ဖို့ပြီးစိမ့်ပြလိုက်တာ။အမေရိကန်ရွေးလိုက်တာလည်းမှန်တယ်။ AA ကိုရွေးတာ။ဖွဲ့လုံးကဆော်မယ်ဆိုတာကြီးပဲ။တကယ်လည်းလက်တံပြောင်းတယ်။ချင်းပရာသားတွေရောချင်းတွေရောအကုန်ပေါ့။ ပွဲရတော့ပွဲကြီးပွဲကောင်းပဲအဲ့တော့ပြည်သူကနေပေါက်ပွားလာတဲ့စစ်တပ်စစ်တပ်တွေပြည်သူ့ရဲ့တာဓမီအဲ့ဒီတာဓမီကမိဘကိုပြန်ပြီးနေရင်ပင်းအုပ်တဲ့လောက်ရကမှားလာမှန်လားဘာလာလာငါတို့စစ်တပ်မှန်တယ်ဆိုရင်တော့မင်းတလိဆန်နဲ့မိညာနဲ့အတန်းစားဖြစ်သွားလိမ့်မယ်အားလုံးပဲမင်္ဂလာပါရွှေဖက်မီမပြန်လဲကြိုဆိုလိုက်ပါတယ်ဓမ္မပြတော်သားတွေတယောက်ချင်းနေကောင်းကျမ်းပါရဲ့လား ဟုတ်ကဲ့ပျော်ရွှင်ကြည်နူးစရာလေးနဲ့အစာဖွင့်လိုက်မယ်အလင်းဝင်ကျင်နေတဲ့ကျွန်တော်တို့ရဲ့ရဲဘော်ညီမလေးနှစ်ယောက်ဟမ်ဟင်းလည်းပေါ့နော်ဟယ်လိုဟယ်လိုဘဘိုင်မင်းအောင်လာမသိဘူးဒီမှာသမီးအတင်ကျပျောက်သွားလို့ပေါ့နော်သမီးရဲ့ Android အတင်ကျလေးပျောက်သွားတယ်ဘာသူယူသွားမှမသိဘူးကြာသမီးဒီထဲမှာမနေချင်တော့သမီးမပျော်တော့ဘူး ီးတဲ့တွေကတအားကြော်တယ်မိကျတောင်ပျောက်တယ်စင်မပြေဘူးအာသွင်းကြီးကနှာချောင်းကြီးနေပြီပေါ့စင်မပြေဘူးဘာပဲစီပဲပြန်လာတော့မယ်နော်အဲ့ဒီညနေလေးချက်လာကူရပေးလို့ရမှာဒီ။ဒါရင်ပြောပြပါပြောပြပါပြောပြပါ။ဟုတ်ကဲ့။ဟုတ်ကဲ့။ဆောတော့အတင်းကြီးနေ။ဟုတ်ကဲ့ဘိုင်ဘိုင်မရောက်နိုင်တာမသိဘူး။ဟုတ်ကဲ့ဟုတ်ကဲ့ဒီမှာကျွန်တော်တက်ငယ်ချင်းရတယ်အတင်းကြီးပြောက်လို့တအားလေးစိတ်ဆင်းရဲနေရတာသိလား။စားရရဘိုင်လက်ထဲမှာနေရင်အဆင်ပြေနေရတာနဲ့ ပြရလာခဲ့တာဟုတ်တယ်ဟုတ်တယ်ဘပိုက်စီပဲပြန်လာတော့ပါမယ်ဟုတ်ကဲ့တမီးတို့နားရရပါလေရှင်ပတ္တိစီမှာမပြောဘူးပတ္တိစီမှာတကယ်မပြောတော့လို့မပြောဘပိုက်စီပဲပြန်လာမပြောတော့ဘူးโอเคပြောပြပါဦးပြတ်ခေါ်ပါဦးနော်ဟုတ်ကဲ့ပြန်လာခဲ့မယ်နော်ဘလို့ဘလို့ပဲလက်လက်ခေါ်နော်လိုက်မယ်နော်လေးနင်းလာခေါ်ပြပါနည်းနည်းအစ်စင်တိုင်းကြီးပဲပြန်လာနောင်နေနောင်နေနောင်နေဒါတော့အစင်တန်းရှိရှိလေရင်နဲ့လာခွင်ပြန်မယ်တဲ့ကျွန်တော်တို့ PDL လေးတွေစတာနော် တဲ့ဖြုတ်ပါဟုတ်ကဲ့ဒီနေ့ညနေပိုင်းအတွက်နောက်ဆုံးရသတင်းထူးသတင်းကောင်းလေးတွေကိုကျွန်တော်တင်ဆက်ပေးပါအောင်မယ်။မကွေးတိုင်းငဖဲမြို့နယ်နိုင်ရီကန်စစ်တပ်စစ်စခန်းမှာကြာဆုံးစေရေးအတွက်စစ်ကူလာတော့စစ်သားများကိုဖြတ်တောက်တိုက်ခိုက်ရာစစ်သား9ဦးသေဆုံးပြီးလက်နက်6လက်ဒိန်းစီရရှိခဲ့ကြောင်းချင်းကာကွယ်ရေးတပ်ဖွဲ့အရှိုတပ်ဖွဲ့မှတာဝန်ရှိသူစလိုင်းလိုချင်းကထုတ်ပြန်ထားတဲ့ကောင်းမှကောင်း တဖက်မှာလည်းမြန်မာနိုင်ငံမှာပြည်ပနိုင်ငံများသို့တွားရောက်အလုပ်လုပ်ကိုင်မှုများလူထုမှရှားပါမှုများဖြစ်ပေါ်နေသည့်ပြည်တွင်းတင်သောဘဝလုံခြုံမှုရှိသည့်အလုပ်များလုပ်ကိုင်နေရင်ဆောင်ရွက်မည်ဖြစ်ကြောင်းအကျန်းဖဲမအားလာချစ်ဆိုးကိုယ်တိုင်ကနေပြီးတော့ထုတ်ဖော်ပြောဆိုထားတာပေါ့နော်ဒါကတော့ကျွန်တော်တို့ပြည်သူတွေအတွက်အထူး special ဝမ်းသာရသတင်းပေါ့နော်ပြည်ပရောက်တွေအားလုံးကိုပြန်ခေါ်ပြီးတော့ပြည်တွင်းမှာပဲနှိပ်စက်တတ်ဖြတ်မယ်ဆိုတဲ့သဘောโอเคကောင်းပါကောင်း က်ဖက်မှာလည်းစကိုင်းတိုင်းရေဦးမြို့ထွန်စစ်ရုံတွင်ရောက်ရှိနေသောစစ်တပ်ကိုတိုက်ခိုက်ရာစစ်သား၂ဦးသေဆုံးခဲ့ကြောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရေဦးမြို့နယ်ပါကာဖမှတာဝန်ရှိသူတဦးကနေပြီးတော့ထုတ်ပြန်ထားတယ်။ညာလေးဖြစ်ပါလား။ကောင်းမှကောင်းအဖက်မှာလည်းမကွေးတိုင်းရေတကြုံမြို့နယ်ခလာရ258တိုက်ရဲမှာထွက်လာတော့စစ်တပ်စစ်ကြောင်းကိုတိုက်ခိုက်ခဲ့ရာစစ်သား3ဦးသေဆုံးပြီး PDF တပ်ဖွဲ့ဝင်2ဦးကြာရှုံးခဲ့ကြောင်းရေတကြုံ PDF တပ်ဖွဲ့မှတာဝန်ရှိသူကနေထုတ်ပြန်ထားတယ် 3ယောက်နဲ့1ယောက်နဲ့လဲလိုက်ရတာတော့ကျွန်တော်တို့တွေမတန်ဘူးဗျာကောင်းဗျာဒိန်းဒီစင်မလေးအောင်လာပါတော့เนาะဒီဗီဒီယိုလေးကတော့ကျွန်တော်ကိုစီသုံးသက်ထားတာလေးကဘာပေါ်မှာဆက်တက်မရှိတဲ့တိုင်းပြည်သာရှိမယ်ပြည်သူမရှိတဲ့တိုင်းပြည်ကိုမရှိဘူးအဆောက်အဦအုပ်စုကပြည်သူမရှိတဲ့တိုင်းပြည်ကိုဖန်တီးကျင်နေတာလက်ရှိမြန်မာပြည်မှာဖြစ်နေတာစစ်သက်ထောက်ခံတဲ့ကောင်တွေရဲ့ဒီစစ်ဘုရုပ်တွေရဲ့မင်းတို့ကပြည်သူငါတို့ကတိုင်းပြည်ကိုဥဆောင်နေတာငါတို့ကတည်ဆောက်နေတာငါတို့ပြောတဲ့အတိုင်းနေရမယ်ငါတို့ပြောတဲ့အတိုင်းလက်ခံရမယ်ငါတို့ထားတယ်လို့လောက်ကမခံမပြောနဲ့ဆိုတဲ့အတွေးအကြုံတွေးခံတာ အဲ့ဒါဆိုရင်တတ်မလို့ဘယ်ရလဲစစ်တပ်မရှိတဲ့တိုင်းပြည်ပဲကမ္ဘာပေါ်မှာရှိတယ်ပြည်သူမရှိတဲ့တိုင်းပြည်ကမ္ဘာပေါ်မှာမရှိဘူးရှင်းတယ်နော်ဟုတ်တယ်နော်စစ်တပ်ပဲရှိပြီးပြည်သူမရှိတဲ့တိုင်းပြည်ကမ္ဘာပေါ်မှာမရှိဘူးစစ်တပ်မရှိတဲ့တိုင်းပြည်ဆယ်နိုင်ငံကျော်တယ်ကမ္ဘာပေါ်မှာနော်တချို့တွေငပိမ့်နေမှမသိဘူးစစ်တပ်မရှိမိမိထင်အောင်လဲဘာဖြစ်သွားမှာလို့လက်လိုက်ပြောအဲ့တော့စစ်တပ်မရှိတဲ့တိုင်းပြည်ကမ္ဘာပေါ်မှာရှိတယ်မဲ့ပြည်သူမရှိတဲ့တိုင်းပြည်ကမ္ဘာပေါ်မှာမရှိဘူးအဲ့တော့စစ်တပ်ဒီပြည်သူထံကပောက်ွားလာတာပြည်သူကစစ်တပ်ရှိရပောက်ွားလာ စစ်တပ်ကြီးအရင်ထောင်အဲ့စစ်တပ်ကနေပြန်ပေါက်ခွာပြီးပြည်သူဖြစ်လာတယ်ဆိုရင်တော့စစ်တပ်ပြောလို့မရအောင်နာခံရမယ်ဟုတ်တယ်နော်ဟုတ်တယ်နော်အဲ့တော့ပြည်သူအရင်ရှိပြီးမှယူယူဟုတ်တယ်နော်နိုင်ငံထူထောင်နိုင်ငံဖြစ်လာလို့ဒီနိုင်ငံတာဝန်တွေစစ်တပ်ထားတယ်အဲ့တော့ပြည်သူကနေပေါက်ခွာလာတဲ့စစ်တပ်စစ်တပ်ကြီးပြည်သူရဲ့တာဓမီအဲ့ဒီတာဓမီကမိဘကိုပြန်ပြီးနေရင်းပင်းအုပ်တဲ့လောက်ရကမှားလားမှန်လားအဲ့ဒါအကြည့်ပဲအဲ့တော့စဉ်းစားကြပါနော်စစ်တပ်ကတာဓမီကြီးပြည်သူကတာဓမီကြီးဘဘဒုကဘဒုစကားကိုနားထောင်တယ် ဒါလေးကိုတမန်ဒိဋ္ဌိကတွေးလိုက်မယ်ဆိုရင်ကျွန်တော်တန်းကြီးအမှန်တရားအားလုံးသိမှာပါနော်ဘာနာလာငါတို့စစ်တပ်မှန်လဲဆိုရင်တော့မင်းတလိဆန်တဲ့နေညံ့တဲ့အတန်းစားဖြစ်ပါလိမ့်ဒါပါပဲကြားရနော်တလိဆန်တဲ့နေတဲ့အတန်းစားတွေကိုစီကျွန်တော်တို့ကပြောစရာမလိုအားလုံးကိုတီးပြီးသားကျွန်တော်တို့ကအားလုံးလက်ခံပြီးသားဒီကောင်တွေကိုပဲပြောရဆိုရတာခက်နေတာတစ်ဖက်ပိတ်တယ်တစ်ဖက်တော့မဟုတ်နှစ်ဖက်လုံးပိတ်တဲ့ကောင်တွေအဲ့တော့ဘလို့မဆုံးမပေးလို့ကမရတော့ဒီတိုင်းပဲသူတို့လွှတ်ထားအောင်ငါလွဲလို့ဟုတ်အချိန်တန်တော့ပြပြတတ်တတ်တိမှာပေါ့ဗျာ ဒီဗီဒီယိုလေးကတော့ကျွန်တော်တို့ chicken လေးစားရတယ်ကျွန်တော်တို့ရဲ့ MOE ပြောထားတယ်เนาะအမေစုအုပ်ချုပ်လို့ရှိရင်ကလားတွေကကျွန်တော်တို့နိုင်ငံကိုအုပ်ချုပ်မယ်ဆိုတော့ဒါမှိုင်းဝါရနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အမေပြောထားတာလေးကိုတစ်ချက်နားတော်ကြည့်ပါဦးမေတော်ဆန်းစုကြည်ကမလာပြည့်လို့ရှိရင်ကားတွေအုပ်ချုပ်တာလေလို့ဒီလိုပြောပြီးတော့စီးအောင်တာတိုက်ခိုက်တာအင်မတန် တဲ့နိုင်ငံလေးကြားရနော်အကျန်းချာနိုင်ငံလို့လုပ်တဲ့သဘောကဘာလဲဆိုတော့ပြည်သူမလဲစားတဲ့သဘောပဲပြည်သူရအားလေနိုင်ငံတို့ပြောသမျှကိုယုံမဲလို့ထင်လို့အဲ့လိုအောက်တန်းကြကြနိုင်ငံရေးလှုပ်ချပါအခုကလက်တဆုပ်စာစောက်ပိန်းတော့ပဲရှိတော့ကလက်တဆုပ်ရဲ့ပို့တဲ့ဟာအကုန်လုံးကမျက်စိပွင့်နားပွင့်နေပြီပဲခင်ဗျားတို့လိန်လို့မရတော့ညာလို့မရတော့ ီဒီယိုလေးကတော့ဆရာကြီးဦးလိုင်ဝင်းသုံးသက်ချက်လေးကိုနားထောင်ကြည့်ပါအောင်အမေရိကန် CIA ကိုအထင်မသေးနဲ့မဟာလာကျင်ဆိုးကအမေရိကန်ကိုလက်ရက်ခေါ်နေတယ်တဲ့ Okay ကြည့်ကြည့်အမေရိကန် CIA ကိုအထင်မသေးနဲ့ကမ္ဘာပေါ်မှာခဏနိုင်ငံတွေအကုန်လိုက်ဖြုတ်နေတာကျွန်တော်တို့ချင့်ချိန်ပြီးစဉ်းစားတာဒါပေမဲ့ကျွန်တော်တို့မျှော်နေတာလည်းအမေရိကန်ပဲရှိစရှိတဲ့အမျှော်ရတယ်ဒါပွင့်လင်းဆုံးပြောတာရှိစရှိတဲ့ကဒီ မြန်မာနိုင်ငံဒီပင်လယ်ဝမှာအမေရိကန်စစ်တပ်ရောက်နေပြီစစ်သည်မောတွေရောက်နေပြီကျွန်တော်တို့ဘူဒီကျွန်တော်တို့နိုင်ငံကြီးကောင်းဆောင်တွေငြင်းလိုက်တယ်လို့သူတို့ပြောတယ်။ဟွန်းစစ်စစ်တယ်ပြောတာ။တော့မလာဗီယာနိုင်ငံကြီးသမားတွေကပြက်ပြက်သားသားအမေရိကန်ကိုလက်မတွေ့ရဘူးကျွန်တော်စဉ်းစားသလိုချင့်ချိန်နေတာ။ဟွန်းတော်စားစုကြည့်လဲပါလိမ့်မယ်။ခုကျွန်တော်စဉ်းစားကြရပြသလိုအမေရိကန်ဝင်လိုက်ကြည့်သွားမယ်လေ။အမေရိကန်တရုတ်ကပါထပ်ဝင်လိုက်တိုက်ပြီးကြည့်သွားမယ်။ဒါပေမဲ့ဒီနေ့ကျွန်တော်တို့ကဆုံးဖြတ်လိုက်တာမဟုတ်ဘူးမင်းအောင်လည်းဆုံးဖြတ်လိုက်တာ။ အမအမအဦးနှောင်မရှိတော့ဘူးမြန်မာနိုင်ငံနိုင်ငံသမားတွေက88တဲကအမေရိကန်ကိုလက်မခံရဘူးအဲ့တော့အမေရိကန်ဝင်လာရင်တရုတ်ဝင်လာပြီးကြေကုန်မှာစို့လို့ကိုယ့်ဘက်ကမစရဘူးဒါမျှော်တာတော့မျှော်တယ်အင်းအဲ့တော့ကျွန်တော်တို့မျှော်နေတာကအမေရိကန်ရဲ့ပတ်စံပဲလူချင်တာကျွန်တော်တို့ကဒေါ်လာတန်းတစ်ထောင်ပြန်လူချင်တယ်လက်နဲ့အကူအညီပေးစီချင်တယ်အခုလိုမျိုးကြီးကိုကျွန်တော်တို့မမျှော်ရဲဘူး။ဒါကြောင့်လေတိုက်ပြီးကြီးသွားမှာ ဒါပေမဲ့အဲ့ဒါကိုမင်းအောင်လိုက်တို့ကမစင်သားဘူးဒီစစ်ဘုံချုပ်တွေကလုံးဝအုံနောက်မရှိဘူးတရုတ်ကိုပြေးပြီးတော့အခုလာရှုပ်ကိုသူတို့အဆက်မရှိပြောင်းဝင်တာဟာသူတို့ကြာဆုံးခံမယ်အမေရိကန်ကိုဝင်ဖို့မိစိမ့်ပြလိုက်တာအခုတရုတ်နဲ့ဒီဒီကိုကန်နဲ့ရှိနေတာဗန်ဒလားရှိပြီတနည်းနေပါရှိနေပြီဟုတ်တယ်မလား6လ9လရှိနေပြီအမေရိကန်အကုန်သိတယ်အမေရိကန် CIA အကုန်သိတယ်အဲ့ဒီချိန်မှာအမေရိကန်အစိုးရအပြောင်းလဲဖြစ်တဲ့ချိန်မှာလက်နောက်ကြည့်တက်လာတဲ့ထရန့်အစိုးရကအော်မင်းတို့ကဒီလိုလားမင်းတို့ဒီလိုလုပ်လာပြီလား โอเคရတယ်ငားလဲပဲဆိုပြီးတော့မီးစိမ်းပြလိုက်တယ်အဲ့ဒီဂျိုးဘိုင်ဒန်တည်ထားတဲ့ project ကိုမီးစိမ်းပြလိုက်တဲ့သဘောရှိတယ်အမေရိကန်ရွေးလိုက်တာလည်းမှန်တယ် AA ကိုရွေးတာကဲကြွေးကြပြီပေါ့ဗျာကြွေးကြဤအမေရိကန်ရွေးလိုက်တာလည်းမှန်တယ် AA ကိုရွေးတာချင်းကိုရွေးတာနှစ်ဖွဲ့လုံးကစော်မယ်ဆိုတာကြီးပဲဟုတ်တကယ်လည်းလက်တံပြောင်းတယ်ချင်းဘရာသားတွေရောချင်းတွေရောအကုန်ပေါ့ဟိုဘက်ကရွေးရတာကဝါတွေကိုရွေးရတာအခုဆိုကိုကံမှာပါသွားပြီပေါ့ အမေရိကန်ကချင်ကိုရွေးချင်တာအမှန်ကအမေရိကန်ကချင်ကိုရမ်းထောက်ခံတာဟိုးခဲခဲတယ်ကဒါပေမဲ့တရုတ်နယ်စပ်ဖြစ်နေတယ်ဘလို့မှလုံးမရအောင်ဖြစ်နေတယ်ဟုတ်တယ်အဲ့တော့အေဒီကချင်ရဲ့ငွေစားသားဟမ်အမေရိကန်ကကရင်ကိုလည်းမွေးချင်တယ်ဒါပေမဲ့ကရင်ကမညီဘူးပြဿနာဟုတ်တယ်အဲ့ဒီဘောရဘာသာနဲ့ခရီးရဲ့ပြဿနာပေါ့ဒီ GB ပြဿနာရှိနေတယ် ော့ဝါရမှိုင်းရနော်ကြောက်ဖို့ကောင်းကျွန်တော်တို့မျောနေတဲ့သတင်းပဲဒါပေမဲ့အဲ့ဒီသတင်းဒီမှန်မှန်မှန်ကျွန်တော်တို့ကသတိထားပြီးတော့စောင့်ကြည့်ရအောင်အာတူပီဖြစ်တယ်လို့ဖြစ်မှာဆိုလို့ဒါပေမဲ့အခုဖြစ်နေတဲ့အခင်းချင်းအပြောင်းလဲပေါ့အာဆီယံဥက္ကဋ္ဌက NUG ဝန်ကြီးချုပ်ကိုခေါ်တွေ့တယ်ဆိုတာနဲ့ဆက်ဆက်လိုက်ရင်တော့မှန်မှုများတယ်အမှန်ကတော့ NUG ကိုခေါ်တွေ့ဖို့အတွက်မင်းအောင်လိုင်ကိုခေါ်တွေ့လိုက်ရတာရင်းလိုက်တာပေါ့ဗျာ NUG နဲ့တွေ့ကြတာအဲ့ဒီနောက်ကွယ်မှာအမေရိကန်ပါတဲ့ပုံစံရှိတယ် ုံးသက်ချက်နော်ဒါတော့လေးစားဖို့အာဆီယံနိုင်ငံများကလည်းမူအရစီးပွားရေးရတရုတ်ကလောက်တာပြောတာတရုတ်ကမကြိုက်တာရှိတယ်ဘာဖြစ်လို့ဒီဆောက်ချာနာစီမှာတရုတ်ကနေမြေတွေချဲ့ထွေနေတာရန်စနေတာဒါအာဆီယံနဲ့အဓိကပြနေတာလीလာရှိုးကိုပြန်တောင်းတာသူအမှားသူအရှုံးခံရမှာသူတော့သူပြန်တိုက်အဲ့တော့သူကပြန်တောင်းတာမရတော့တရုတ်ကိုခြေသလုံးဖက်ပြီးတရုတ်ကဖိအားနဲ့လုလိုက်တဲ့အချိန်မှာအမေရိကန်ကဟာဒီကောင်းနေမရတော့ဒီကောင်းနေတရားလုံးလာပြီဒီပုံစံတရုတ်ပြည်နိုင်ငံကိုဝါတော့မှာဟွန်းဟွန်းဒါဆိုရင် အမေရိကန်ရဲ့ policy အခုအမေရိကန်ကလည်းတရုတ်ကို containment လုပ်နေတာတရုတ်ကကဘာကြီးကိုအမေရိကန်ကကဘာမမအန်ကယ်ဆန်ကဥဆောင်နေတာကဘာကြီး colony မဖြစ်ဘူးဗျာသူနိုင်ငံတွေရောစစ်ပွဲဖြစ်မယ်ဒါပေမဲ့ကဘာကြီးကြီးပွားတိုးတက်တယ်အခုကျွန်တော်ပြောသလိုပဲဟုတ်ကဲ့စစ်ကောင်စီအစမြန်မာပြည်ကခရိုနီဒီအစ အမေရိကန်လုတ်ပြီးလို့ကမ္ဘာလူကြီးသန်းတထောင်စင်ရွှေတွင်ကလုတ်ပြီးတော့မီလီယံနာတထေးတွေဖြစ်ကုန်တယ်တရုတ်အမေရိကန်နိုင်ငံကိုတရုတ်ယူလိုက်ရင်အဲ့လိုလုတ်ပြီးမယ်လို့ထင်ပါသလား yes or no အမေရိကန်လုံးပြောသူလူကဘာကြီးချမ်းသာအောင်လုပ်ပေးမယ်လို့ယုံကြည်ပါသလား yes or no နော်ပါအမေရိကန်ကြောင့်အခုကျွန်တော်ပြောတာတော့ကဘာကြီးစနစ်ပြောင်းတော့မှာ globalization ကနေ deglobalization ကိုသွားနေပြီ protectionist လို့ခေါ်တဲ့ကိုကိုကိုကာကွယ်ရေးမူဝါဒတွေချာကျင့်သုံးနေပြီ။ဘာကြောင့်လဲ?တရုတ်ရဲ့လုပ်ရကြောင်အမေရိကန်လိုက်လုပ်ရပြီ။သူတို့ကမီးစိမ်းပြဖို့စောင့်နေတာ။အခုကသမ္မတထွန့်ကမီးစိမ်းပြလိုက်တဲ့သဘောရှိတယ်။ပြလိုက်ပါပြီ ပြလိုက်လို့ပဲဒီလိုဖြစ်သွားတာဆိုတော့ပွဲရတော့ပွဲကြီးပွဲကောင်းပဲဆိုင်ဥလိုက်ဝင်သုံးသက်သွားတာအရင်ပဲဒါကောင်းလုံးပါလေဗျလာရှုမျိုးကိုပြန်ရလိုက်ချင်းကမလားချစ်စောစောက်မှုတို့အုပ်စုရဲ့နောက်ဆုံးကြဆုံးဂန်ဒီရရှိကောင်းလာဖို့ပဲများတယ်ဗျာโอเคကျေးဇူးတင်ပါတယ်ကျွန်တော်ဗီဒီယိုလေးကိုကြည့်ရှုပေးတယ်ဓမ္မဘက်တော်သားတယောက်ချင်းစစ်ဘေးစောက်ပုဘေးတဘာဝဘေးကနေကင်းလွတ်ပြီးတော့ကျွန်တော်တို့ဒီအရင်လိုငြိမ်းချမ်းတဲ့ဘဝတွေအတူတူသွားကြမယ်